ယူကရိန်းကိုရုရှားတိုက်ခိုက်မှုပိုများလာခြင်းသည်ရုရှားကိုအမေရိကန်ဖိအားပေးမှုလုံလောက်သောအကြောင်းဖြစ်တယ်လို့ဇယ်လန်စကီးကဧပြီလ6ရက်တွင်ပြောကြားပါရယ်ရုရှားကယူကရိန်းကိုအင်းနှင့်အားနှင့်ဒုံးကျည်တိုက်ခိုက်မှုဒရုန်းတိုက်ခိုက်မှုတို့လှုပ်ဆောင်ခဲ့ခြင်းကြောင့်လူခဏဦးတန်ရရသွားခဲ့လို့ဇယ်လန်စကီးကပြောကြားလိုက်ပြီးမော်စကိုကဝင်တိုက်ခိုက်မှုများကိုပုံမလှုပ်ဆောင်လာတယ်လို့ဆိုပါရယ်ယူကရိန်းကအမေရိကန်ပြည်ထောင်စုအဆိုပြုလာသော၃နှစ်ကြာစစ်ပွဲမှာချွင်းချမ်းမရှိအပြစ်ခတ်ရစဲရန်သဘောတူထားပြီးဖြစ်တော်လဲ ရုရှားသမ္မတဗလာဒီမာပူတင်ကရင်းသဘောတူညီချက်ကိုညှင်းဆန်ခဲ့ပါတယ်။ကျွန်တော်တို့ကအမေရိကန်ဘက်ကတုံ့ပြန်လာမှာကိုစောင့်နေတယ်ဆိုပေမဲ့လက်ရှိအချိန်ထိတုံ့ပြန်တာမျိုးမရှိပါဘူးလို့ဇယ်လန်စကီးကပြောကြားခဲ့ပါတယ်။ရုရှားကရှားရှားပါးပါးနေဆက်ဖြတ်ကျော်စစ်ချေမှုအတွင်းယူကရိန်းစုမီဒေတာတွေကရွာတရာကိုတင်ပိုက်ခဲ့တယ်လို့ပြောကြားခဲ့တယ်ဆိုတော့လေရင်းတို့ပြောကြားခြင်းသည်လုံခြံသတင်းဖြစ်တယ်လို့ယူကရိန်းကပြောကြားခဲ့ပါတယ်။စောစောပိုင်းတွင်ရုရှားကပက်ထိန်တုံးကြီးများခရုတုံးကြီးများ ဒရုန်းများကိုအသုံးပြုရင်ယူကရိန်းနိုင်ငံတဝန်ကြီးကြီးမားမားတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တယ်လို့ယူကရိန်းဒုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ရုရှားလေကြောင်းတိုက်ခိုက်မှုအခြေအတွက်ဟာတိုးလာပါတယ်။အဲဒီလိုတိုက်ခိုက်မှုပုံများလာတာဟာရုရှားကိုဖိအားပေးတာမလုံလောက်ဘူးဆိုတာတသက်သေပြနေပါတယ်လို့ဇယ်လန်စကီးကပြောကြားပါတယ်။ကီရန်မျိုးတွင်ညအချိန်ဘုံပေါက်ခဲ့တဲ့များကြားရပြီးအေဗလာ6ရက်နေ့နဲ့နောက်ပိုင်းတွင်ကီရန်မျိုးမှမိโกများထွက်နေသည်ကိုတွေ့မြင်ရပါတယ်။